ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဟိုပါကျော်တူရီ YouTube channel လေးရလေးပြီးတော့เนาะပြန်လေးကြိုဆိုလိုက်ပါတယ်အားလုံးပဲကဲကျွန်တော်တို့ဒီခု live show video file လေးစီးကျွန်တော်30ရက်9လ2020နေ့ငါအင်္ဂါလေးမနက်7:00နာရီတမီနှစ်အတွက်เนาะအကောင်းဆုံးကီးပေါ့เนาะဒီကီးကလည်းကျွန်တော်တို့ဒါနေ့တိုင်းပေါ်ပြူလာ ပုံမှန်အတိုင်းကလင်နာပေါ်ပြူလာအရာမဖြစ်မှန်လေး ထိမှပေါင်းမယ်ဆိုတဲ့ key ပေါ့နော်ဒီ key ကတော့ကိုကိုမာတွေကြည့်တယ်။ဘာလဲဆိုလို့ရှိရင်ဒီ key ကကျွန်တော်80ထွက်တဲ့အတွက်ရောက်မလို့80နက်ခတ်ထွက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ key ကိုမဖြစ်မနေထည့်ပြီးတော့ကစားရမယ် key cleaner popular အရာပေါ့နော်ဒီ key မညှိရင်နှလုံးမထွက်ပါဘူးလို့တော့ပြောနေတယ်ဒါကတော့ဘလောက်မာလဲဆိုတော့ကိုကိုမာတွေကိုပြောတာအဲ့အတွက်ကြောင့်ကိုကိုမာတွေ အတွက်เนาะကျွန်တော်တို့30ရက်6လ2020နဲ့ငါအခု live show profile လေးကနေပြီးတော့ကိုကိုမာရီเนาะနေလိုက် sorry ကိုကိုမာရီဘာလေးရသွားကြမလဲဆိုလို့ရှိရင်လုံးဝစိန်ခေါ်ထိုးရမယ်เนาะအင်္ဂါနေ့မနက်ပိုင်းမှာစိန်ခေါ်ထိုးရမယ်စိန်ခေါ်ပတ်တီးတစ်လုံးနဲ့เนาะအာဇီယာမလို့တဲ့တက်ွက်ကောင်းဒီအခု live show profile လေးကနေပြီးရသွားမယ်เนาะအဲ့တော့ live show profile လေးကိုစလဲအစုံပြီးဆုံးတိုင်အောင်လို့ကြည့်မယ် နော်မဖြစ်မှန်နေအထီမှပေါက်ပါမယ်ဆိုတဲ့ကီးရဲ့နေ့တိုင်းပေါ်ပူလာကီးကနေပြီးတော့ဒီကီးနှစ်ကပ်ပေးစားပြီးတော့ main or လေးကွက်ဒူ main လေးကွက် main တစ်ကွက်ကောင်းအထဲရမှာကျွန်တော်တို့စိန်ခေါ်ထိုးရမယ်စိန်ခေါ်ပတ်တီတစ်လုံးနဲ့ main အာဇီယာမလို့တက်ခွက်ကောင်းနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ကူမတွေအားလုံးပဲခု live show profile လေးကိုစားလေအဆုံးပြီးဆုံးတိုင်အောင်လို့ကြည့်မယ် ကဲမင်္ဂလာရှိတဲ့မနက်ခင်းလေးပါမနေ့ကတော့ကတော့နော်အတန်လေးတွေဗျာနည်းနည်းလေးစူမီတဲ့ခါကျတော့ကျွန်တော်လေးပရီကိုမတင်ပြလိုက်တော့ဘာဖြစ်လို့ဆိုအတန်လေးတွေပါနေလို့ရှိရင် အားလုံးပဲအဆင်မပြေတဲ့အနေအထားမှာရှိတယ် channel လေးတွေကြာသွားတာမျိုးဖြစ်မယ်အဲ့တွက်ကြောင့်အားလုံးကိုကျွန်တော်အခုဒီမနက်မနက်စောစောလေးမှာစပြီးတော့ကဲမင်္ဂလာရှိတဲ့မနက်ကလေးပါပေါ့နော်ကဲအဲ့တော့အားလုံးပဲကျွန်တော်ရဲ့အခုဒီ live show လေးကိုကြည့်နေကြတဲ့အထက်မှာကျွန်တော်ရဲ့အဖွဲဝင်တွေပါလို့ရှိရင် အဖွဲ့ဝင်နေအနေနဲ့ကเนาะစောင်းထုံပြီးအိတ်လိုက်တော့เนาะဒုတိယမြောက်ထပ်ပြီးတော့အဖွဲ့ဝင်နဲ့ကိုကုံမာကြီးကခွန်ပိုင်ခွန်ပတ်သီးเนาะခွန်ပိုင်ခွန်ပတ်သီးနဲ့ဇာတို့ခွန်ပိုင်ခွန်ပတ်သီးနဲ့ထီဆိုထွက်တာပဲအဲ့တော့ကျွန်တော်တို့ကဘာအဖွဲ့ဝင်တွေဘာတွေထပ်လုပ်ရမလဲဘာတွေထပ်ပြီးတော့ကစားရမလဲဆိုရင်ကျွန်တော်ဒုတိယမြောက်အဖွဲ့ဝင်နဲ့ကိုကုံမာကြီးဆိုရင်ဒါနှစ်ကြိမ်မြောက်ပေါ့เนาะနှစ်ကြိမ်မြောက်သုံးကြိမ်မြောက်ရတာပေါ့ နော်၃ချိန်မြောက်ရပြီဒါဆိုလို့ရှိရင်ဆောင်းထုံပြီးအေးလိုက်တော့ကျွန်တော်ကြာလာပြီနေ့မှနှိုးမယ်နော်ပေါ်ဘူးနေ့နေခင်၁၂ဆနစ်ခွဲလိုက်ကြမှာကျွန်တော်အားလုံးကိုနှိုးမယ်ဒါမှမဟုတ်ရင်တစ်ချိန်ပဲဝင်ရသေးတယ်အဖွဲဝင်တစ်ချိန်ပဲဝင်ရသေးတယ်ခွန်ပိုင်ခွန်ဘက်ဒီမှာအဖွဲမဝင်မထားရသေးဘူးဆိုတော့ကိုကိုမာရီရှိရင်ကျွန်တော်ရဲ့ the best sorry ပေါ်ဘူးမကျော်၃ရက်ဆောင်မွေးအခွေကို လိုက်ဆော့ပြီးပါ အဖွဲ့ဝင်နေတည်တည်ချာချာလေးနားထောင်ပေးပါအခုလိုက်ကနေပြီးတော့เนาะဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတစ်ပတ်မှာအဆင်ပြေပြီတချို့ဆိုရင်တော့ဒါနှစ်နှစ်ကြိမ်မြောက်เนาะဒါလေးလေးမှတစ်ကြိမ်ရဲ့အခုခွန်ပိုင်းခွန်ဘက်ကြီးမှတစ်ကြိမ်ရဲ့ဆိုတော့နှစ်ကြိမ်ကျွန်တော်ခေါ်ပြီးတယ်နှစ်ကြိမ်သလုံးအောင်မြင်တယ်အဲ့တော့အားလုံးပဲအဆင်ပြေရင်နားလို့ရတဲ့ကိုကိုမာရီကနားနားလို့မရဘူးဆိုတော့ကိုကိုမာရီက ဒီအခွေကိုဆက်ပြီးတော့ကစားမယ်အခွေကစားတဲ့နေရာမှာ အပူပါထည့်ကစားမယ်နော်အဖွဲဝင်တွေကိုကျွန်တော်တည်တည်ချာချာလေးပြောပေးနေတယ်အပူပါထည့်ပြီးတော့ကစားမယ်ဘာကြောင့်အပူပါထည့်ပြီးကစားအပူနှောင်တစ်ချိန်လာဖို့ရှိပါသေးတယ်ဒါမနေ့ကလည်းကျွန်တော်တို့ကန်ကောင်းတာနော်ကန်ကောင်းတာဆိုတာထက်ကျွန်တော်တို့ကန်ဆိုးသွားတာဒါကျွန်တော်ရဲ့အဖွဲဝင်တွေအားလုံးပဲကန်ဆိုးသွားတယ်လို့ပြောရမယ်နော် ဘာကြောင့်လဲဆိုရင်ခွန်ပိုင်ခွန်ဘက်ကြီးကတော့ဈေးကြပြီဗျာเนาะထိပ်စီးကနေလာပြီးတော့ကျွန်တော်တို့ခွန်ပိုင်ခွန်ထိပ်ခွန်ပိုင်ခွန်ဘက်ကြီးကတော့ဈေးကြလောက်ဖြစ်သွားပြီเนาะအကြီးကခွန်ခွန်ဆိုလို့ရှိရင်ထပ်ပြီးတော့အဆင်ပြေမယ်အဖွဲဝင်ဒါဘီနဲ့လဲကျွန်တော်တို့မဖြစ်ဘူးဒါဘီနဲ့လဲကျွန်တော်တို့ရဲ့အခွေလေးကိုထက်ခါထက်ခါတရီပေးမယ်နောက်ထပ်တစ်ခါထပ်ပြီးတော့ကစားမယ်เนาะအဲ့တော့အခုဒီ live show profile လေးထဲမှာကျွန်တော်ရဲ့အဖွဲဝင်တွေရှိရင် အားလုံးပဲကျွန်တော်တို့ပေးထားတဲ့အခွေပေါ့နော်ဒီအခွေကိုကစားမယ်ပြီးရင်မွေးနှက်ကွက်ပေးထားတာရှိတယ်အဲ့ဒီမွေးနှက်ကွက်ထဲကမှကျွန်တော်တို့နော်တောက်ထက်မွေးတကွက်လောက်ထက်ထည့်ပါ နော်အခု like ကနေပြီးတော့ပဲကျွန်တော်တခါတယ်ပြောပေးမယ်နော် like ကနေပဲတခါတယ်ပြောပေးမယ်ကျတော်တို့နောက်ထပ်မွေးတကွက်ဒီ60ခွန်မွေးတကွက်ထပ်ထည့်ပေးပါ လိုက်ကနေပြီးတော့ကျွန်တော်တခါတယ်ပြေချာလေးပြောပြီး69မွေးတကွက်လောက်ထပ်ပြီးတော့ထိမယ်ဒါအဖွဲဝင်နေနေ့တိုင်းစော်တဲ့ကိုကူမာရီကလည်းဒီ69တကွက်ကောင်းကိုမွေးခြင်းရင်မွေးလို့ရပါလေဘာပဲဖြစ်ဖြစ်ကျွန်တော်တယောက်ချင်းစီကိုဖုံးဆက်ပြီးတော့ဟိုမပြောနိုင်တာတက်စာလို့ရှိရင်အခုဒီ like လေးကနေပြီးတော့ကျွန်တော်ပြောပြထားတဲ့ပြီးရင်ကျွန်တော်တို့เนาะ69ဒီမွေးကွက်เนาะကျွန်တော်တို့ မွေးနှစ်ကွက်ပေးထားတယ်ဗျာเนาะအဲမွေးနှစ်ကွက်ထဲမှာကျွန်တော်တို့ထပ်ပြီးတော့ဒီမွေးတစ်ကွက်ကိုထပ်ထည့်ပေးပါအဖွဲ့ဝင်နေเนาะမွေးတစ်ကွက်ကိုထပ်ထည့်ပေးပါအဲ့ဒါဒီ69မွေးတစ်ကွက်ဖြစ်ပါတယ်69မွေးတစ်ကွက်ဖြစ်ပါတယ်ဒါဆိုရင်မွေး3ကွက်ပေါ့เนาะအခွေကတော့ဒုတိယအကြိမ်မြောက်ထပ်ပြီးတော့ခွေလို့ရပါတယ်အဖွဲ့ဝင်နေသေးချာလေးကျွန်တော်သေးချာမှားတယ်เนาะသေးချာလေးမှားတာကိုမှသေးချာလေးမလောက်တာကိုတော့ကျွန်တော်လည်းမသိဘူးပေါ့เนาะ ကြတာဆိုလို့ရှိရင်အားလုံးပဲနေတိုင်းလိုက်ရှိုးလေးကိုကြီးနေကြတဲ့ကိုကိုမားတွေအားလုံးပဲเนาะနေတိုင်းလိုက်ရှိုးဗီဒီယိုလေးကိုကြီးနေကြတဲ့ကိုကိုမားတွေအားလုံးပဲကျွန်တော်တို့ကဲကနန်းလေးကို30ရက်ကုလာ2020နဲ့ငါအင်္ဂါနေ့မနက်7:00နာရီတမီနဲ့အတွက်ကနန်းလေးစမှတ်မယ်ဆိုတဲ့ကိုကိုမားတွေအားလုံးပဲအစဉ်စဉ်လေးပြင်ပြီးเนาะကဲအားလုံးအစဉ်စဉ်လေးပြင်ပြီးကဲအဲ့တော့အားလုံးပဲကျွန်တော်ရဲ့အခုဒီလိုက်ရှိုးဗီဒီယိုဖိုင်လေးကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုနေတဲ့ကိုကိုမားတွေကိုအခုမှတွေးလို့မြင်လို့ဝင်ရောက်အားပေးတဲ့ ်လူသေးကိုကိုမားတွေကအားလုံးပဲစိတ်ချမ်းသာခြင်းကိုရမ်းမခြင်းနဲ့ပြည့်စုံကြပါစေစိတ်တော်တိုင်းကိုပါလူရဆန္ဒလေးတွေတလုံးထုံရတွေပြည့်စုံကြပါစေလို့ကျွန်တော်ဟိုပါကျော်ဒူရီ YouTube Channel လေးရနေပြီးတော့ဥစွာဗြဟ္မာစုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာနော်ကြဒီတစ်ပတ်ကတော့ဗျာတနင်္လာအဖွင့်နေ့မှာကျွန်တော်တို့ကနေထိုင်စောတဲ့ကိုကိုမားကြီးကိုကျွန်တော်၄ဘိုက်၄ဘက်သီး၄ထိပ်စီပေါ့နော်အလားလီနေကုညီနိုင်ခဲ့ပြီ ဒါဆိုလို့ရှိရင်အဖွဲဝင်တွေကတော့တနင်းလာเนาะအဖွဲနေ့မနက်မှာလေးလေးဆိုရဲအခွေတွေက အပူတကွက်ရေเนาะဒါဆိုလို့ရှိရင်ဒုတိယအချိန်မြောက်ကျွန်တော်တို့ထပ်ပြီးတော့ခေါ်လိုက်တဲ့အချိန်မှာခွန်ပိုင်ခွန်ပတ်သီးဇာတို့ခွန်ပတ်သီးနဲ့ဒုတိယအချိန်မြောက်ထပ်အောင်ဆိုတော့အဖွဲဝင်တွေကနှစ်ချိန်မြောက်ရထားတဲ့အဖွဲဝင်တွေကတော့ရက်ထားလိုက်ပါเนาะနားထားလိုက်နားထားလိုက်ဟိုနှစ်ချိန်မြောက်မရသေးဘူး နှစ်ချိန်မြောက်ပြန်မဝင်နိုင်ဘူးเนาะမတိလိုက်လို့မဝင်လိုက်တဲ့ကိုကိုမာရီကအခွေကိုဆက်လက်ပြီးတော့ကစားထားပါကျွန်တော်သေချာမာထားမယ်အဲ့ဒါမှာကျွန်တော်တို့အခွေထဲမှာကျွန်တော်ပေးထားတာမွေးနှက်ွက်เนาะမွေးနှက်ွက်ပေးထားတယ်အလှကူမှာထပ်ပြီးတော့ကျွန်တော်တို့မွေးတက်ွက်လောက်ထပ်ပြီးတော့ထည့်မယ်အလှသည်69တက်ွက်ထပ်ထည့်မယ်ပြောမယ်ဆိုရင်ဒါကထည့်စရာတော့မလိုပါဘူးဗျာเนาะဒါကကျွန်တော်ကပေးခြင်းတာပေးခြင်းတာအဓိကပေးခြင်းတာကနေ့တိုင်းတမားတွေလေကျွန်တော်ရဲ့ ဒါဘွေကနန်းလေးကိုတည်သွားအောင်လို့ပေါ့နော်ဒီ60ခွန်တစ်ခွက်ကိုထည့်ထိုးပါလို့အားလုံးကိုပြောချင်တယ်နေ့တိုင်းဆော့တဲ့ကိုကိုမာကြီးလည်းမွေး60ခွန်ဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်အားလုံးပဲကနန်းလေးမှတ်မယ်ဆိုရင် အစင်စင်လေးပြင်မယ်နော်ကျွန်တော်တို့30ရက်6လ2020နေ့ကအင်္ဂါနေ့မနက်7:00နာရီတမိနစ်မှာပေါ်ဘူးပေါ်ဘူးလာ ကလင်နာပေါ်ဘူးလာကီမဖြစ်မနေထိမှပေါ့မယ်ဆိုတဲ့ကီးသည် ျွန်တော်ခွန်နှစ်တုံညာကြီးဖြစ်ပါတယ်เนาะခွန်နှစ်တုံညာကြီးဖြစ်ပါရဲ့ဒီခွန်နှစ်တုံညာကြီးကိုကျွန်တော်တို့နှိမ့်လိုက်ကြီးကနေပြီးတော့သွားပြီးတော့ပေါင်းပြီးတော့มาပေါင်းရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့၈3တိကြီးနဲ့ကတ်ပါမယ်ခွန်နှစ်တုံညာကိုကျွန်တော်တို့၈3တိကြီးနဲ့ကတ်မယ်အဲ့ဒီမှာကျွန်တော်မိန်လေးခွက်ဒူမိန်လေးခွက်မိန်တစ်ခွက်កောင်းရပါမယ် အဲ့ဒီ main နဲ့ကွက်ကောင်းမှာပါကျွန်တော်တို့စိန်ခေါ်ပတ်တီးတလုံးလေးပါပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ကဲမှတ်မယ်ဆိုတဲ့ကိုကူမားကြီးအားလုံးပဲ live မှတ်မယ်အပန်းမကြည့်ဘူးဆိုတဲ့ကိုကူမားကြီးကနော်အပန်းမကြည့်ဘူးဆိုတဲ့ကိုကိုကူမားကြီးက comment လေးထဲမှာမှတ်ပေးမယ်ဟောအဖွဲဝင်နေကျွန်တော်ပြောရရှိတယ်ဘလောက်ဘူးတွေပေါက်တယ်ဘလောက်ဘူးတွေရတယ်ဆိုတော့ပေါက်ကြီးလေးတွေမှတ်ထားကြရအောင်နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပြီးတော့သွားမယ် main လေးခွက်စပြီးတော့ကျွန်တော်ပြောပြမိမယ်เนาะ main လေးခွက် main လေးခွက်ဒီခွန်၈ကေခွန်၃ရေ၂၈ကေ၂၁ကေဖြစ်ပါတယ်ခွန်၈ကေခွန်၃ရေ၂၈ကေ၂၁ကေဖြစ်ပါတယ်ဒါဒီ main လေးခွက်ပါ main လေးခွက်ဒီခွန်၈ကေခွန်၃ရေ၂၈ကေ၂၁ကေဖြစ်ပါတယ်เนาะ၂၈ကေ၂၁ကေဒီ main on 4ခွက်ဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ do main 4ခွက်ရပြီလား။နော် main on 4ခွက်ရပြီလား။ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ do main 4ခွက်ကိုသွားမယ်။ do main 4ခွက်ထဲမှာအကြိုက်ဆုံးတစ်ခွက်ရှိသေးတယ်နော်။ do main 4ခွက်ထဲမှာကျွန်တော်အကြိုက်ဆုံးတစ်ခွက်ရှိသေး။ခဏအခွက်ကလေးတွေဒါအခုဆိုရင်ဒါနေ့တိုင်းပုံမှန်ကိုကျွန်တော်ခဏ6ခွက်လောက်ကိုပုံမှန်လေးထုတ်ဖြစ်တယ်ပေါ့နော်။ main ပတ်ဒီတလုံးနဲ့ဆိုရင်အကွက်ကလေးတွေကတော့နည်းနည်းလေးတော့များတယ်များမှလည်းပြည့်စုံမယ်လို့ထင်လို့ကျွန်တော်ထုတ်ပြတာပေါ့နော်ကဲဒါဆိုလို့ရှင့်ကျွန်တော်တို့ဒူမိန်၄ quad သွားမယ်အဲ့ဒီဒူမိန်၄ quad ထဲမှာတစ် quad ပေါ့နော်တစ် quad ကိုအကြိုက်ဆုံးဆိုတာကိုတော့ပြောပြမယ်၃ည၈ရှိမယ်ဒူမိန်၄ quad ဒီ၃ည၈ရှိမယ်၃ည၃ရှိမယ်၃ည၁ရှိမယ်၂၃ရှိမယ်အဲ့ဒီ၂၃ဒီ ဒူမိန်ထဲမှာအကြိုက်ဆုံးကွက်ဖြစ်တယ်နှစ်သုံးပေါ့နော်နှစ်သုံးဒီဒူမိန်ထဲမှာအကြိုက်ဆုံးတက်ကွက်ဖြစ်တယ်ပေါ့နော်ဒါဆိုရရင်ကျွန်တော်ဒူမိန်လေးကွက်ပြန်ခေါ်ပေးမယ်3ည8 3ည3 3ည8နှစ်သုံးနော်ဒါဒီဒူမိန်လေးကွက်ကဲအဲ့လားဆိုလို့ရှိရင်ကျွန်တော်တို့တက်ကွက်ကောင်းတက်ကွက်ကောင်းကိုကျွန်တော်တို့မပြောတော့ဘူးကဲကိုကိုမားကြီး comment မှန်တာလေးကိုကျွန်တော်ကြည့်မယ် အဲ့ဒီမှာကျွန်တော်စိန်ခေါ်ပတ်သည်တလုံးကဲအလားလေးကိုပြောမယ်စိန်ခေါ်ပတ်သည်တလုံးပြောမယ်စိန်ခေါ်ပတ်သည်တလုံးဒီကျွန်တော်တို့ဒီ30ရက်9လ2020နေ့ကအင်္ဂါနေ့မနက်7:00နာရီတမီနေ့အတွက်စိန်ခေါ်ပြီးထိုးရမယ်စိန်ခေါ်ပတ်သည်ဒီအကြိုက်တူတဲ့ကြိုက်နှစ်သက်တယ်ဆိုတဲ့ကိုကိုမာရီကတင်ကစားမယ်မကြိုက်မနှစ်သက်ဘူးဆိုတဲ့ကိုကိုမာရီတော့100ဘူး200ဘူးလောက်လိုက်ကစားမယ်ကျွန်တော်ကမယုံကြည်တော့တကြက် တကြက်ဘူးတပြာဘူးမှမထိုးပါနဲ့เนาะအလားလီတော့ပြောခြင်းတယ်ကြေသာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အကြိုက်ဆုံးဘိုင်ဘတ်တီလေးဒီခွန်ဘိုင်ခွန်ဘတ်တီခွန်ဒီလာရင်ထိတ်စီးပါเนาะခွန်ဒီလာရင်ထိတ်စီးပါခွန်ဒီလာရင်ထိတ်စီးဖြစ်တဲ့အတွက်ကျွန်တော်တို့တကွက်ကောင်းလေးစီကိုကိုမားရီကအားလုံးပဲမန်လီထဲမှာတက်ညီလက်ညီမန်းတာလေးကိုမြင်ကျင်နေဗျာเนาะအဲ့တော့ခွန်လာရင်ထိတ်စီးအဲ့တော့ကျွန်တော်တို့ဒီ main เนาะကျွန်တော်တို့အခွေနခွေရ9 3ညာနဲ့8 3တကြီးရေကနေပြီးတော့ကျွန်တော်တို့ခွေရင်ကဏ္ဍ9ခုကထွက်မယ်အဲ့ဒီကဏ္ဍ9ခုကိုတကွက်ကောင်းကျန်နေတယ်အဲ့ဒီတကွက်ကောင်းထဲမှာမှထပ်ပြီးတော့ကျွန်တော်ခွန်ကိုလမ်းစာပေးထားတယ်ခွန်ဒီခွန်ပိုင်ခွန်ဘတ်ဒီခွန်ဒီလာရင်ထိတ်စီဒါဆိုခွန်နဲ့ပတ်သက်တဲ့တကွက်ပဲကျန်တော့တာပေါ့ဟုတ်တယ်เนาะအဲ့ဒီတကွက်ကောင်းလေးကိုကိုကိုမားရဲ့အားလုံးပဲ comment လေးထဲမှာတယောက်တစ်ချက်စီမှတ်ပြီးတော့ ကွန်ဖိုင်လေးပေးထားခဲ့မယ်เนาะမှားတဲ့လူခံတော့ဖြစ်မလားဖြစ်မလားနာဖြစ်မလားလို့ live လေးဆိုရင်လည်းကောင်းတာဗျာเนาะကျွန်တော်ကလည်းဗီဒီယိုလေးပဲတင်เนาะကွန်ဖိုင်ပေးလိုက်မယ်တကွာကောင်းသည်ခွန်သည်ဒီညက်ဒီမနက်ပိုင်းမှာဒါသူပုံမှန်ပေးနေကြစိန်ခေါ်ပတ်ကြီးပဲเนาะကိုကူမားတွေအနေနဲ့နော်ကိုလုံးဆရာရှိတာကိုလုံးမယ်အဖွဲဝင်တွေဆိုလို့ရှိရင်လေကိုရဲ့အခွေ ဆက်လိုက်မယ်လို့ယုံကြည်ရက်ရှိရှိနဲ့လိုက်မယ်ဆိုရင်နော်ဆက်ပြီးတော့ကစားပါတကယ်လို့မကစားတော့ဘူးနှီးလိုက်ကိုပဲကစားတော့မယ်ဆိုရင်နှီးလိုက်ကိုပြန်ပြောင်းကစားပါဖွဲဝင်ကြီးအတွက်ကိုကျွန်တော်ကြာတာ break နော်တောက်ကြဇာရိုးနဲ့အတူပြန်ပြီးတော့ခေါ်ပေးမယ်နော်ကြည့်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခွန်စီထိတ်စီပြောလိုက်တာကောင်းပါတယ်နော်ခွန်စီထိတ်စီတစ်စီနောက်ပဲခွန်စီထိတ်စီတစ်စီနောက်ပဲခွန်လာရင်တော့ထိတ်စီပဲ တက်လာရင်နောက်ပိတ်ပဲဒါဘာဖြစ်လို့တက်ကလည်းလာရင်နောက်ပိတ်လဲဆိုလို့ရှင်တက်နောက်ပိတ်ဆိုင်ကလည်းကောင်းတယ်ပဲเนาะဒါကဘာကောင်းရှာတဲ့နေရာကြတော့ကျွန်တော်တို့ကဘယ်လိုရှာလဲဆိုလို့ရှင်ကီးတော့မှန်တယ်ဒါပြင်ねဒီကီးကနေ ပြီးတော့အပီးနိုင်တဲ့အပီးတစ်ကွက်လုံးမှဒါမျိုးလေးတွေရှာရတယ်ဆိုတော့ဒါကဘာကောင်းကတော့ကိုကူမာတွေရာလဲရာကျင်တယ်ရာလဲရာကျင်သေးတယ်ဗျာเนาะကျွန်တော်တို့ ရှိုးကြံနေတဲ့အပတ်ဒီကတော့ຢာဘူးလေနော်ຢာဘူးလေအခုနောက်ပိုင်းမရတာတကွက်ကောင်းနဲ့မရတာဆိုရင်တော်တော်လေးကြာပြီခွန်လာရင်ထိတ်စီတက်လာရင်နောက်ပိုင်း87တီမိန်အော်တကွက်ကောင်းဖြစ်ပါတယ်မိန်အော်တကွက်ကောင်းဖြစ်တယ်အားစရာမလိုတဲ့တကွက်ကောင်းဒါဆိုရင်စိန်ခေါ်တို့ပတ်သည်ဒီမနက်မှာစိန်ခေါ်ပန်းရမယ်ပတ်သည်ဒီခွန်ပိုင်းခွန်ပတ်သည်ဖြစ်ပါတယ် နော်ခွန်ပိုင်ခွန်ပတ်သီးဖြစ်ပါတယ်ကဲအဲ့တော့အားလုံးပဲရပြီလို့ထင်တယ်ခွန်ပတ်သီးလေးကိုကျွန်တော်ပြောတဲ့နေရာမှာအားနည်းနည်းလေးရှိတယ်ဘာလို့ဆိုတော့မနေရတော့ကလည်းကျွန်တော်ရဲ့အဖွဲ့ဝင်ကြီးခွန်ပိုင်ခွန်ပတ်သီးနဲ့အောင်းတယ်ဒါပြီးနဲ့သူ့ site ပြီးတဲ့အရာကလည်းဒီမနက်မှာကျွန်တော်တို့ကခွန်ပိုင်ခွန်ပတ်သီးရှိတယ်အားထွက်ပြီးတော့လို့ဆရာရဲ့လာပါမလားမဟုတ်ဘူးလေသူကလည်းပြန်မနက်ထွက်ပြီးညနေတော့ပြန်ကြကနဲ့ကြာသေးတာပဲဒီလုံးပိုင် လောက်ကဘာမှမပြောဘူးเนาะကိုကူမာကိုလုံးဆရာရှိတာလို့ မြင်တာတွေးတာကိုတော့ကျွန်တော်မြင်လို့တွေးသလိုလေပြောပေးနေပါတယ်အဲ့တော့ကြိုက်တူတဲ့ကိုကိုမာရီယူကစားပါမကြိုက်မနစ်သက်တဲ့ကိုကိုမာရီကြော်သွားပါနော်ဗလိန်ညင်တဲ့ကိုကိုမာရီကဗလိန်ထားခဲ့ပါနော်အားလုံးအဆင်ပြေပါတယ်နော်ကဲအဲဒုတိယအချိန်မှာအဖွဲဝင်နေဘလောက်ဘူးတွေပေါက်တယ်ဘလောက်ဘူးတွေရတယ်ဆိုတာကိုလည်းပေါက်ကြီးလေးတွေတယောက်တစ်ချက်စီမှန်ပြီးမယ်အားလုံးပဲ PT လေးပေါ့နော်စောတော့စောတယ်ဘလို့ပဲဖြစ်ဖြစ်အားလုံးပဲ ဇာတို့နှစ်ကြိမ်ကနှစ်ကြိမ်နှလုံးကစောသွားတဲ့အတွက်အားလုံးပဲရာသီလောက်တော့ရလိုက်မယ်နှစ်ကြိမ်သို့နှစ်ကြိမ်နှလုံးရရဆိုတော့လေအဆင်ပြေမယ်လို့ထင်ပါတယ်အဲ့တော့အဖွဲ့ဝင်ကြီးတထောင်ခွင့်နဲ့ဝင်ရတာတန်ရဲ့လားနော်တန်ရဲ့လားတထောင်မိုးပေါင်းရအောင်တန်တယ်ဗျာနော်တထောင်မိုးပေါင်းရအောင်တန်တယ်တထောင်ပဲနော်ကဲအဲ့တော့အားလုံးပဲကျွန်တော်ရဲ့အခုဒီ live show လေးကိုစားလေအစုံပြီးဆုံးနိုင်အောင်လို့ကြည့်တယ်ကျွန်တော်ရဲ့ကိုမတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမခြင်းနဲ့ ြည့်စုံကြပါစေနော်စိတ်သွားတိုင်းကိုပါလူရဆန္ဒလေးတွေလုံးတော်ဝရင်ပြည့်စုံကြပါစေလို့ကျွန်တော်ဥပါကျော်သူရီ YouTube channel လေးကနေပြီးတော့စုံမကောင်းလေးတောင်းပီးရင်းနဲ့ live show video လေးကိုရှင်းထားခွင့်ပြုပါကြည်ဒါဆိုလို့ရှိရင်ကျွန်တော်စနစ်ခွဲတာနဲ့ live show video လေးမှာပြန်တွေ့မယ်အားလုံးပဲအောင်ဝဲခံမယ်ညနေအတွက်ကျွန်တော်တို့မဖြစ်မနေ live show တင်တဲ့ break break တစ်စုံရှိတယ် break က တဆုံဆိုရင်ပတ်သီးတစ်လုံးနဲ့ညီများတယ်ဒီပရိတ်ကိုဒီညနေမှာကျွန်တော်တို့အဓိကထားပြီးတော့ဆော့မယ်နော်ပရိတ်ကလေးကိုအဲ့တော့နေကင်း live မှာအားလုံးမေလူဆုံးတဆုံလေးပြန်လည်ပြီးတော့တွေ့မယ်ဘိုင်ဘိုင်ပါ